ဇနီးတယ်မောင်စုကနောက်မီးရင်းတဲ့ကိစ္စတွေကိုဖော်ကောင်းလုံလာခဲ့တဲ့တေယုဆောင်ဒရိုက်တာမင်းကြီးယခုချိန်မှာအင်တာနက်ပေါ်မှာဟောလိဒီကြောကြောပွဲဖြစ်နေတာကတော့တေယုဆောင်မင်းသားဒရိုက်တာမင်းကြီးနဲ့မောင်စုရောဇနီးမောင်နဲ့ပဲဖြစ်ပါတယ်အခုခါမှာတော့မောင်စုကဆုလက်နနာဟောင်းတေယုဆောင်ဒရိုက်တာမင်းကြီးကိုတလင်းတမယာဥပဒေနဲ့တရားစွဲထားသလိုဒရိုက်တာမင်းကြီးကလည်းသူ့ရဲ့ဇနီးဟောင်းဆုလက်နနာဟောင်းနောက်ထပ်မျိုးသားတယောက်နဲ့တူတူအိတ်ခါနောက်မီးလင်းခဲ့တဲ့အကြောင်းလေးကိုဖွင့်ချလိုက်ပါပြီဇောဝဲမှာတော့ဒရိုက်တာတေယုဆောင်မင်းကြီးဟောင်း ဇကာရီယုံရှင်နေတရုံဆောင်ရင်းနဲ့အာဖိသူပြိသက်တွေတရိထားမိကြတဲ့လူပညာရှင်တယောက်ပဲဖြစ်ပါရင်တရုံဆောင်မင်းကြီးမှာဇတိထက်နဲ့ဒုသာသမီ၃ယောက်နဲ့တာယာပြောရှင်ဖို့ကောင်းတဲ့မိသားစုတွေကိုလည်းပိုင်ဆိုင်ထားတာပါဒါပေမဲ့တရုံဆောင်မင်းကြီးတို့ရဲ့အိမ်တော်ရေးကအများထင်ထားသလိုပျော်ရှင်တာယာနေရာမျိုးမဟုတ်ပါဘူးတရုံဆောင်ဒရိုက်တာမင်းကြီးဟာအရက်မှုကဇတိထက်ကိုအနိုင်ကျင့်တာအိမ်တွင်အကျန်းဖက်တာရင်းကြောင့်ဇနီးတဲ့မာစုခမများမှာခင်မုန်းတဲ့နှိမ့်ဆက်တာလည်းခံရအိမ်စီဝိုင်းရဲ့သားသမီးတွေရဲ့စာဝင်တွေကိုလည်းရှာဖွေရတဲ့ပင်ပန်းနေရကြောင်းမီဒီယာအင်တာဗျူးတွေမှာမကြာခဏပြောပြတာပါ မက်ဆလန်နာဟာခင်မွန်းတဲ့တရုတ်ဆောင်မင်းကြီးရဲ့တန်းကိုမခံနိုင်လို့ကွာရှင်းမှုချင်းချင်းလုပ်ခဲ့ပေမဲ့တာသမီရဲ့မျက်နှာကိုထောက်လို့မပြတ်နိုင်ပေအိမ်မာနီယာကြောင့်မီဒီယာအင်တာဗျူးတွေမှာဖြေခဲ့ပါတယ်အဲ့တော့မတော်တင်ဦးဆောင်မင်းကြီးရဲ့ဇနီးတဲ့မှာဆိုတော့ဟာမြေလန်းမီဒီယာအင်တာဗျူးတွေမှာတကြကြရင်ဖြစ်နေတာဖြစ်ပါရင်တရုတ်ဆောင်ဒရိုက်တာမင်းကြီးကတော့သူဟာဇနီးတဲ့ကိုအရင်ချစ်ကြောင်းပြောပေမဲ့အမြဲတမ်းမိုးယူနေတာပါဒီလိုနဲ့ပဲပြီးခဲ့တဲ့လပိုင်းတွေမှာတော့တရုတ်ဆောင်ဒရိုက်တာမင်းကြီးရဲ့ဇနီးတဲ့မှာဆိုဟာစာဝန်တွေအတွက်တရုတ်ဆောင်မင်းသားမင်းကြီးကိုအာကိုလိုမီယာလို့ စင်ကာပူနိုင်ငံကိုအင်ကိုသွားလုပ်ခဲ့တာဖြစ်ပါတယ်ဒီလိုအချိန်မှာပဲဒရိုက်တာမင်းကြီးဟာနောက်မိမတယောက်ကိုအင်ဝေါ်ခေါ်တင်ကလက်ထပ်ထားတယ်လို့ဆိုပါတယ်ဒါကြောင့်လည်းစင်ကာပူနိုင်ငံမှာအလုံးလွတ်နေမှာဆိုကနောက်မိမကိုအင်ဝေါ်ခေါ်တင်ထားတဲ့တရုတ်ဆောင်ဒရိုက်တာမင်းကြီးကိုဥပဒေပုံမှန်73တလင်းတရားဥပဒေနဲ့တရားဆွဲလိုက်တာပါအခုခါမှာတော့တရုတ်ဆောင်ဒရိုက်တာမင်းကြီးဟာဇနီးတယ်မှာဆိုရအကြောင်းလို့သိရှင်ကြဖွင့်ချခဲ့တာပါဒရိုက်တာမင်းကြီးဟာသူဟာနောက်ရင်အောင်ပြတာမှန်ပေမဲ့ ိန်တော်ရင်နောင်မင်းလေးနဲ့သူမဟုတ်ဖ ೇನೆ သူမဟုတ်ဖ ೇನೆ သူရဲ့ဇနီးမဆုတာဖြစ်တယ်လို့ဆိုပါတယ်တရုတ်ဆောင်ဒရိုက်တာမင်းကြီးအောင်သူနဲ့မဆုက၅လပိုင်း9ရက်2023ခုနှစ်မှာတရားဝင်ကွာရှင်ကပိုင်ဆိုင်မှုတွေကိုတဝက်စီခွဲခဲ့ကြောင်းမဆုဟာထောင်ကျော်ဆိုရင်ယောက်ျားနဲ့တူမှော်ပြီးမှတအိုးတိန်ထူထောင်ခဲ့ကြောင်း16ရက်တလား2024ခုနှစ်မှာတော့မဆုဟာနောက်ခင်မွန်းနဲ့အဆင်မပြေလို့တာမွေတွေနဲ့ပြန်လာနေခြင်းနဲ့ဆိုလိုလက်ခံလိုက်ကြောင်း ဒါပေမဲ့နောက်တစ်နှစ်မှာတော့ထအောင်ကျော်နဲ့ပြန်ဆက်သွယ်ရရင်ဆိုပြီးအိမ်ပေါ်ကနေမိမိဆန္ဒနဲ့ဆင်းသွားတာထအောင်ကျော်နဲ့ပေါင်းတင်နေကြောင်းမဆုကဒီလိုနောက်မေးလေးအချိန်ငယ်နေနေတာပါမီဒီယာတွေမှာဖြူစင်ကြအောင်ဆောင်ကသူ့မကောင်းပြောခဲ့လို့အခုသူ့ဘက်ကနောက်စနီးယူတော့လဲတလင်တမယဥပဒေနဲ့တရားဆွဲထားကြောင်းဒါကြောင့်လဲဂုံတိတ်ခါညှို့နှံမှုအတရင်ဖြစ်မှုနဲ့ဇနီးဟောင်းမဆုကိုတရားပြန်လဲဆွဲထားကြောင်းပြောလာတာဖြစ်ပါတယ်မဆုကလည်းတင်းဥဆောင်မင်းကြီးသူမနဲ့ပေါင်းတင်ခဲ့စဉ်တခြားနောက်မေးလေးနာရင် အကြံဖတ်တဲ့ဗီဒီယိုတွေကိုလည်းအင်တာနက်ပေါ်မှာဝင်ပြထားတာကိုလည်းတွင်ရပါတယ်။တရုတ်ဆောင်ဒါရိုက်တာမင်းကြီးနဲ့ဇနီးနဲ့မှဆုရုပ်ကိစ္စအိန္ဒိယပြည်ထနာကဘသူမှန်လို့ဘသူမှားလဲဆိုတာတိတိကျကျမပြောနိုင်ပေမယ့်သားသမီးတွေကမျက်နှာငယ်ရတာတော့အမှန်ပါပဲ။ဒီဗီဒီယိုလင့်ကိုကြည့်နေကြတဲ့ပရိသတ်တွေကရောတရုတ်ဆောင်မင်းသားမင်းကြီးနဲ့မှဆုရုပ်ပြည်ထနာကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။